ိုးခလေးလေးပါလားကျုပ်စိတ်မကောင်းကဲခလေးနမည်ပြောဟိုမောင်ဖိုးထူးပါဗျဒါနဲ့ရမမင်းလေးဖိုးထူးနမည်ကိုစင်းရင်ထဲမှာလိုက်ရှာကြည့်อืมဖိုးထူးနော်မင်းကလူ့ဘဝတုန်းကလူကောင်းလေးဖြစ်ခဲ့တာပဲလူတွေကိုကူညီတယ်တလိษံလေးတွေကိုလည်းကူညီတယ်အမေသွေးစုပ်ဖုတ်ကောင်းလို့တရေတွေကိုတော့ကူညီတယ်ဆိုပဲတော်တော်လူ့အကျိုးပြုခဲ့တဲ့ကလေးပဲကွဟိုရမမင်း ကြီးကျူးတာကိုတော့ကျေးဇူးတင်ပါတယ်ဒါပေမဲ့ဟိုကျက်ကျွန်တော်တို့ကဒီ ਉਹ နေရာမှာပြီးရောက်လာတာပါအမှန်ဆိုကျွန်တော်တို့ကလေဖိုတူအဲလို့ပြောရတယ်တပြိုင်နက်ရမမင်းကြီးကစကားမဆုံးခင်ဖြတ်ပြောလိုက်တယ်တရတော့ပိုးတူတို့တွေရွာလန်းလေးကိုထွက်လာကြရင်နဲ့လူတွေအများကြီးတန်းစီပြီးရက်နေကြတာတွေ့လိုက်တော့တော်ပေါ်ဟာဟာဟုတ်မှာ ။ဘာလို့နေကြရလဲမသိဘူးနော်။ဟမ်။တကုတ်ကုတ်ဝင်နေရနေမှာပေါ့ကွာမင်းကလေ။နာဆက်မှာကွာငါတို့နဲ့မဆိုင်ပါဘူး။ဒါပေမဲ့လေတော့ဘောကတန်းစီနေရဲ့သူတွေတည်းကတယောက်ကိုတွားမိလိုက်တယ်။အတော်ဘာလို့တန်းစီနေရလဲဗျ။ရှေ့ရကော်ဖီဆိုင်ကမုန်းတဲ့ကော်ဖီဝင်နေလို့လေ။အဲ့တန်းစီနေကြတာကွ။မောဆိုတဲ့အတန်းကြားလိုက်တော့တုတ်ပေါ်လေဟာဟုတ်လားဟဲ့မင်းချစ်ရကော်ဖီဆိုင်မှာမုန်းတဲ့ကော်ဖီဝင်နေရတဲ့လာလာလာတန်းစီအောင်ပြောပြောဆူဆူနဲ့ နောက်ဆုံးအနေအမှာဝင်စီလိုက်တော့ရင်ပိုးသူတို့လည်းတော့ဖုံးကိုကြည့်ပြီးတော့ဟာဟဲ့အောင်တော့ဖုံးရာလာဆက်မှာငါတို့ကိုယ်လန်းကိုပဲသွားကြရအောင်မဟာမင်းကလေမို့ဆိုရင်ရောလေငကြီးကြလုံးနေငကြီးကြရဲကွာဘာဖြစ်လဲမင်းတို့သွားရင်သွားနေလိုက်ငါနောက်ကနေလိုက်ခဲ့မယ်ဟဲ့ငါတို့အခုသွားမှနေအိမ်ကိုလေနေမပါမင်းနဲ့ဘယ်လိုသွားရမှာလဲဟာကဲပါပိုးသူတို့ရေမထူးပါဘူးဒီကောင်ကိုပြောလို့လေရမှာမဟုတ်ဘူးငါတို့ကဝင်ပြီးတော့တန်းစီလိုက်ကြတော့ ဒါနဲ့ဖိုတိုတို့တွေလည်းတုံပေါ်ကျေးဇူးနဲ့ဝင်တန်းလိုက်ကြရတယ်။အဲ့ဒီရဲ့ချင်းသူတို့အနာကိုဘိုးတော်ရောင်ရောင်လူတယောက်ဖြတ်သွားတယ်။အဲ့ဒီလူကတန်းစီနေရဲ့လူတွေကိုကြည့်ပြီးတော့အော်လောဘလောဘဒီလောဘတေကာမှကျွတ်မယ်။တေကာမှပဲကျွတ်မယ်ဟိ။အဲ့လိုပြောပြီးထွက်သွားတာဆိုတော့ဖိုတိုတို့တွေလည်းစိတ်ထဲမတော်မတန့်နေဖြစ်ကုန်ကြတယ်။ဟဲ့တော့ဘောရလာစမ်းပါကွာ။တွားရအောင်ပါ။ ခုနကဘာကြီးပြောတာငါစိတ်ထဲတန်းစီရတာမတန့်တော့ဘာမှဖြစ်ပါဘူးမင်းကလေတွေးပူနေရကိုကကိုစီစရာရှိရစီစမ်းမှာအဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုကောင်းငင်ကြီးတခုလုံးမှောင်ပြီးတော့မိုးရေမဲကြလာပြီတောင်မြင်တော့ဖူးသူကဟာခုနကမှဟိုနေရပူကျက်နေအောင်အခုမိုးကဘလို့ဖြစ်ပြီးတော့မဲလာရတာလေဟာအဲ့လိုပြောနေတော့လီရီလည်းရုတ်တရက်ဆိုသလိုတိုက်လာတော့တယ် အဲ့ဒီမှာပဲရုတ်တရက်ဆိုသလိုသူတို့ရှက်နေတဲ့နေရာကပြောင်းသွားတာကိုတော့သူတို့သတိမထားမိလိုက်ကြပါဘူးအဲ့ဒီလိုနဲ့တရွေ့ရွေ့ရှိတ်ကိုတွန်းလာနေနေငပိယဟဲ့နေတကူကိုထူးဆန်းနေရဲ့လို့မင်းလိုမထင်ဘူးလားဘာထူးဆန်းတာလဲငပိယကော်ဖီဆိုင်ကဝင်းတောင်ဝင်သွားတာပြန်ထွက်လာတယ်သူလည်းမရှိဘူးလားလို့ငါပဲစိတ်ထင်တာလားမသိဘူးနော်အေးဟုတ်တယ်ဟာငါလည်းသတိထားမိတယ်တခြားထွက်ပေါက်များရှိတာလားမသိဘူးနော် အဲ့လိုနဲ့တဖြည်းဖြည်းသူတို့တတွေကော်ဖီဆိုင်လိုတင်ထားတဲ့ငရေပြင်တွင်ဘက်ကိုရောက်လာကြတယ်။အဲ့ဒီမှာတော့ပြင်စင်ကကော်ဖီဆိုင်လိုမဟုတ်ဘူး။ငရေသားတွေစီတယ်ဦးတွေနဲ့ဖြစ်နေတာဆိုတော့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ဖိုတိုကနှံ့သွားတယ်။ဟာငါငါတို့ဘယ်နေရာကိုရောက်နေရလဲ။ဖိုတိုအဲ့လိုပြောမှတော်ဘောတို့တတွေလည်းဘေးကိုကြည့်မိကြတယ်။ဟာဟုတ်တာပဲ။နေနေပါဦး။ငါ ငါတို့ကိုတန်းစီနေရနေဘလို့ဖြစ်ပြီးတော့ဒီလိုရောက်လာလဲကော်ဖီဆိုင်ရှိမဟုတ်ဘူးလားဒါနဲ့အနောက်ကိုလှည့်ကြည့်အောင်တရုံနာမှာလူတွေများကြီးရှိနေပြီအဲ့ဒီလူတွေရဲ့ဘေးမှာတော့ငရဲသားတွေဟာလှန်တွေကင်ပြီးရက်နေအောင်တွေးလိုက်ရှာတယ်ဒါနဲ့ဖိုးတူကငရဲသားတယောက်ကိုလှန်ပြောတယ်ဘျိုးငရဲသားကြီးငရဲသားကြီးဟိုကျက်ကျွန်တော်တို့နေရာမှားပြီးတော့ရောက်လာခဲ့လို့ဗျဟိုကျွန်တော်တို့တန်းစီနေရဒီနေရာမဟုတ်ဘူးဟေးတော်တော်နေစမ်း ဒီမှာယမမင်းကြီးကလူတွေကိုစီစစ်ပို့ဆောင်နေမင်းတို့နေရာမှရင်မင်းတို့ပြန်မှုပေးလိုက်မယ်တိတ်တိတ်နေအဲ့လိုပြောပြီးထွက်သွားတာဆိုတော့ဖိုးထုတို့လည်းဘာမှမတတ်နိုင်ပြီးတန်းစီနေလိုက်ရပြန်နေဟောင်ဖိုးထုမင်းမင်းဟိုအရှိ့ကိုလာစမ်းပါကွာငါငါကြောက်လို့ကွာတော်ကြလေငါ့အောင်မြင်ပြီးတခုလုတ်ပြလိုက်မှာငါကြောက်တယ်ဘာမှမလုတ်ပါဘူးမင်းကလေတခုခုမေးလိုက်ရင်ငါတို့နေရာမှပြီးရောက်လာတဲ့လူပဲပြောပေါ်ကွာဟာဟိုတော်ပြီလာစမ်းပါကွာ ငါမဖြေတတ်ဘူးကွာ။အော်မင်းကလေအေးပါအေးပါလဲပေးမယ်။ဒါနေ့ဖိုတူဟာတော်ပေါ်နေအောင်ယူလိုက်ပြီးသူတို့သုံးယောက်ရဲ့ရှေ့ကိုရောက်သွားတယ်။အဲ့လိုကနေတန်းစီလာရင်းနဲ့နောက်ဆုံးမှတော့ရမမင်းရှေ့ကိုရောက်လာကြတယ်။အိုးခလေးလေးပါလား။ကျုပ်စိတ်မကောင်းဘူး။ကဲခလေးနမေပြော။ဟိုမောင်ဖိုးထူပါဗျ။ဒါနေ့ရမမင်းလေး ဖို့ထုနာမည်ကိုစင်းရင်ထဲမှာလိုက်ရှာကြည့်။အင်းဖို့ထုနော်မင်းကလူ့ဘွားတော်ကလူကောင်းလေးဖြစ်ခဲ့တာပဲ။လူတွေကိုကူညီတယ်။တလိပ်ဆန်လေးတွေကိုလည်းကူညီတယ်။အမေသွေးစုပ်ဖုတ်ကောင်းလို့တရေတွေကိုတော့ကူညီတယ်ဆိုပဲတော်တော်လူအကျိုးပြုခဲ့တယ်ခလေးပဲကွ။ဟိုရမမင်းကြီးကျူတာကိုတော့ကျေးဇူးတင်ပါတယ်။ဒါပေမဲ့ဟိုကျကျွန်တော်တို့ကဒီ ਉਹ နေရာမှာပြီးရောက်လာတာပါ။အမှန်ဆိုကျွန်တော်တို့ကလေ ဖိုတူအဲလို့ပြောရတဲ့တပြိုင်နဲ့ရမမင်းကြီးကစကားမစုံငင်ဖြတ်ပြောလိုက်တယ်။ဟုတ်တာပေါ့မင်းကနေရာမှာပြီးရောက်လာတာ။မင်းလို့လူတွေကိုကူညီပြီးအများကျူးဆောင်နေတဲ့ကလေးကငရေပြီမှမရှိသင့်။နှက်ပြီကိုကူးစီ။ဟိုမဟုတ်မဟုတ်ဘူးဗျ။ဟိုအဲလို့မဟုတ်ဘူး။ကျွန်တော်တို့ကလေကော်ဖီဆိုင်ရှိမှတန်းစီရနေဒီကိုရောက်လာတာဗျ။ဟိုနေရာမှားလာလေဆိုတာအဲ့ဒါကိုပြောတာပါ။နေရာမှားတယ်ဟုတ်လား။ဟာမဖြစ်နိုင်တာ။ ဒီသေးစင်းနဲ့မှမင်းနေမဟုတ်ဘူး။မင်းရဲ့တငယ်ချင်း၃00ရောပဲ။မင်းတို့အတူတူပါတယ်ကွ။ဖိုးထူလင်းဒီစကားကြတော့အံ့ဩသွားတယ်။ဟာမဖြစ်နိုင်တာ။ကဲဖြစ်နိုင်တာတွေမဖြစ်နိုင်တာတွေကြုံမသိဘူး။ကိုယ်လည်းပြီးပြီဆိုတော့နေရာကနေထွက်ပြီးတော့နောက်မှကြုတ်ဆရမယ်သူတွေအများကြီးကြံနေ။အဲ့လိုပြောပြီးတော့နောက်မှစီနေတဲ့ငပိန်တို့၃ယောက်ကိုလည်းပြီးထွက်ခိုင်းနေ။နောက်တော့ရမမင်းကအနောက်မှာကိုကင်းနေရဲ့ငေးသားတယောက်ကိုလှမ်းခေါ်တယ်။ ီကလေးလေးယောက်ကိုနက်ပြေတက်တဲ့လှေကားစီကိုခေါ်သွားပေးလိုက်ပါဟုတ်ကဲ့ရှင်မမင်းကဲကလေးတွေကျောင်းတော့ကလိုက်ခဲ့ပါဒီလိုနဲ့ဖိုးထရိုလေးယောက်ကတော့ဘုမတိဗမတိနဲ့အနောက်ကနေလိုက်သွားရတော့ ड़ी အဲဒီလိုကနေဖိုးထရိုတက်တွင်နက်ပြေကိုတက်တဲ့လှေကားပေါ်ကိုရောက်လာကြ ड़ी ငါတို့ဘာတွေဖြစ်နေရလဲငါဘာတစ်ခုမှနားမလဲတော့အေးဟုတ်တယ်ငါတို့ကတေးသွားပြီတဲ့ ဘလို့သေးသွားတယ်ငါတို့တန်းစီနေအောင်ရှိသေးရလိငါတို့ရုပ်ရည်ကြီးမတ်တက်ဆိုင်နေတေးသွားကြတာလားဒါဆိုလဲကိုတီဟာကိုတော့ကိုတီဟာမှာပေါ့အခုကမဟုတ်သေးပါဘူးဟိုရောက်မှတကြမင်းဖြစ်ဖြစ်နှစ်သားတစ်ပါးဖြစ်ဖြစ်မေးကြည့်တာပေါ့ဟာငါတို့တွေးနေလဲအဖြစ်ပေါ်မှာမဟုတ်တာ ဒီလိုနဲ့ပိုတူရိုတက်တွေလည်းနောက်ဆုံးမှာတော့မက်ပြီကိုရောက်လာခဲ့ကြရင်မက်ပြီကတော့တိန်တွေရဲ့ပုံမှန်ရှိနေအောင်ဆိုတော့တိန်တွေပက်လေဝိုင်းနေတဲ့နတ်ပုံနန်းနန်းတွေကိုလည်းမြင်နေရတော့တယ်ပိုတူလည်းခဏတော့မြင်သက်သွားတယ်ဝါမက်ပြီဆိုတာဒါမျိုးကိုကြက်တည်ရှိလိုက်တာကွာဝါမက်ပြီကလှလိုက်တာကွာပန်းကြံလေးကြာနေရပဲဟဲ့ကောင်ကြီးစမ်းငါတို့ကိုတိန်တွေပေါ်မှာလမ်းလျှောက်နေရတာကွာသိလားတို့ရဲ့ခြေထောက်အောက်မှာလည်း တိမ်တွေပဲရှိနေခဲ့တယ်။အဲ့ဒီရဲ့ချင်းနေရထားလုံးစီးလာတဲ့နှစ်သားတစ်ပါးကသူ့ရှိကိုရောက်လာတယ်။နှစ်သားကပိုးထူးလို့တွေ့တော့တမန်တော်များရောက်လာပါပြီလား။ဂျေတလုံးမော်တက်ပါ။ကျောင်းနယ်ကြားမင်းကြီးစီခေါ်သွားပေးပါမယ်။ပိုးထူးတို့လည်းသူ့ကိုတမန်တော်လို့ခေါ်တဲ့နှစ်သားကြောင့်ကြောင်းသွားကြတယ်။ဟိုတမန်တော်တွေဟာဘာလဲ။အကြောင်းရင်းရှိလို့ခေါ်တာနေမှာပေါ့ကွာ။လာတက်လိုက်သွားကြတာပေါ့။ဒါနဲ့သူတို့တည်း ရတလုံးမုံတက်လိုက်သွားကြတယ်။သူတို့ကုံရောက်တာနဲ့ရတလုံးကလည်းစတင်ပြီးတော့ထွက်ခွာလာခဲ့တော့တယ်။အဲလိုကနေနောက်ဆုံးမှာတော့တကြမင်းရှိတဲ့နတ်ပုံနန်းနန်းကြီးကိုရောက်လာခဲ့ကြတယ်။တကြမင်းကတော့ပလင်ပေါ်မှာခန့်သာထိုင်နေပြီးဖိုးထုတို့ကိုတွေ့တော့တမန်တော်များရောက်လာကြပါလားကွ။ဟုတ်ဟိုရောက်ရောက်လာပါပြီ။ဟိုဒါဒါနဲ့ကျွန်တော်တို့ကိုဘာလို့တမန်တော်လို့ခေါ်တာလဲ။ မင်းတို့ကတမန်တော်တွေမလို့ပေါ့ကွ။ဗျာဘလို့ဖြစ်တာလဲ။ကျွန်တော်နားမလည်လို့ပါဗျ။ဒါနဲ့တကြားမိရရှင်းလိုက်ဒီ။ Ừm နားလည်အောင် ရှင်းပြရရင်တော့မင်းတို့ကနှစ်သားတွေပဲကွ။ဗျာဘလို့ကျွန်တော်တို့ကဘလို့ဖြစ်ပြီးတော့နှစ်သားဖြစ်သွားရတာလဲ။ဘလို့ဖြစ်သွားမှာမဟုတ်ပါဘူး။အစကတည်းကမင်းတို့ကနှစ်သားတွေပဲ။မင်းတို့ကိုလူရောင်ဖမ်းဆင်းပြီးလူပြေကိုလှုပ်ပေးလိုက်တာကွ။ဗျာ။ တမန်တော်တွေရောလူရောဖန်ဆင်းတာတွေရောဟိုနတ်သားတွေရောကျွန်တော်တို့နားဖို့ရှုပ်လာပြီဗျာအေးပေါ်လီစနေကြော်ကြော်လောက်လူသားလုံးလုံးဖြစ်ခဲ့တာဆိုတော့ဒီမှာဖြစ်ပျက်ခဲ့တာတွေကိုမေ့လောက်ပြီပုံဟာဒါနဲ့တကြမင်းကအထက်ကအကြောင်းတွေကိုစပြီးတော့ပြောပြတယ်မင်းတို့ကနတ်သားတွေပဲတလုတ်ကလေးလေးမဟုတ်ဘူးဟော်ဒီနတ်ပြည်ကြီးတွေကနတ်သားနတ်မိမိတွေနားလည်လားကွဒါမဲ့တရကြလူပြည်မှာဘာတွေဖြစ်နေလဲဆိုတာသိရဖို့အတွက် လူလူပိုလိုအပ်လာတယ်။ဒလုံနဲ့တကြမင်းကအားလုံးကိုပြောပြပြီးနောက်တော့ဘောကဗျာဒါဆိုကျွန်တော်တို့ကလူမဟုတ်ပဲနတ်တွေပေါ့။နောက်နောက်ပြီးတော့ကျွန်တော်တို့ကဒလုံကလေးမဟုတ်ပဲလူကြီးပေါ့နော်။ဟုတ်တယ်။မင်းတို့ကအရွယ်ရောက်ပြီးသားနတ်သားနဲ့နတ်သမီးတွေပဲ။ဒါဆိုကျွန်တော်တို့အခုဘလုံနတ်ပြည်ကိုရောက်လာရတာလေ။ဟိုရမမင်းနဲ့လည်းတွေ့ခဲ့ရသေးတယ်။သူကကျွန်တော်တို့ကတေးသွားပြီတဲ့။လေးယောက်စလုံးတူတူတေးတာတဲ့။ ဟုတ်တယ်ဟုတ်တယ်ဟိုတကယ်ဆိုလေမိဝိုင်းတော့ကော်ဖီဆိုင်ရှိမှတန်းစီနေကြတာအဲ့လိုကနေဘလို့ဖြစ်ပြီးဒီလိုနေဖြစ်လာလဲမသိဘူးဟမ်ဟုတ်ပြီမိခုံးနေကိုဖြေးပေးမယ်ဒီနေ့ကမင်းတို့လူပြေရောက်တာ၁၀နှစ်ပြည့်တဲ့နေ့ပဲဒါကြောင့်မင်းတို့အားလုံးကိုဘယ်နေရာရောက်နေရောက်နေပြန်ခေါ်လိုက်တာပဲဟမ်ဟိုဒါဆိုမိဝိုင်းတော့စပိန်စီးနေနေဆိုရင်တော့စပိန်ဘော်ကနေပြောက်သွားမှာပေါ့နော်ဟုတ်လားဟုတ်တယ်နေပြည်ဆိုတာလွယ်လွယ်နဲ့လာလို့ရတဲ့နေရာမဟုတ်ဘူး ။ဒါကြောင့်နေပြူလာမင်းဆိုရင်ငရေပြူဟာတေချာဖို့ဖြစ်ရမှာပဲ။အဲ့ဒီအတွက်ရမမင်းရဲ့အစင်းထဲမှာမင်းတို့တေစင်းသွင်းပြီးလက်ရတာပဲ။ဒီတော့မှဖိုးထုတော်လင်းဖြစ်ချောင်းကုန်စီကိုနားလေသွားကြရင်။အော်အဲ့အဲ့ဒါဆိုဟိုကျွန်တော်တို့ကဒီနေပြူမှာပဲနေရတော့မှာပေါ့နော်။ဒါတော့မင်းတို့ဆုံးဖြတ်ခွင့်ရှိပါတယ်။နေပြူမှာပဲနေမလား။လူပြူကိုပဲပြန်သွားမလား။နေပြူမှာနေမယ်ဆိုရင်တော့မင်းတို့ခန္ဓာကိုယ်ကထာဝရနေတာဖြစ်ရနိုင်မယ်။ ဟိုဒါဆိုကျွန်တော်တို့ကနတ်ပြည်မှာဒီကလေးရွယ်နေနေလို့မရအောင်ပေါ့မရအောင်လေဒါကလူပြည်ကပုံရိပ်တက်တက်ပဲကဲမင်းတို့တေချာဆုံးဖြတ်ပေါ့မင်းတို့ကိုဆုံးဖြတ်ချိန်ခဏပေးမယ်အေးစေးဆုံးဖြတ်ကြဟမ်ဟိုတတကြောင်မင်းပြောတော့အချိန်ခဏပဲပေးမယ်ဆိုပြီးဟိုဘလို့အေးစေးစေးဆုံးဖြတ်ရမှာလဲနတ်ပြည်မှာဆိုအချိန်နေရကြတယ်မင်းတို့လူပြည်မှာတနေဆိုတာနတ်ပြည်အတွက်တည့်ရပဲအဲ့ဒါကြောင့်အဲ့ဒီခဏအေးစေးစဉ်းစားလို့ရပါတယ်အဲ့လိုပြောလိုက်တာဆိုတော့ ဖိုတူရိုတတွင်လေနတ်ပုံနန်းနန်းလေးကထွက်လာခဲ့ကြ၏အပြင်ရောက်တော့တော့ဘောဟာဟာဘိုက်စာလိုက်တာကွာကော်ဖီနဲ့မုန့်လီများစားရမလားမှတ်ပြီးတန်းစီနေပါလေအခုတော့လေဘာမှလည်းမစားရပဲနတ်ပြည်ပဲရောက်လာတယ်မှန်စမ်းအခုချိန်လေကြက်ကြော်နဲ့ဟမ်မာကလေးစားရရင်တိတ်ကောင်းပါပဲနင်ကလေခုလိုအချိန်မှလားဘိုက်ကစားနေသေးရဲ့နော်ဒါပေမဲ့တော့ဘောဟာလို့ပြောလိုက်တဲ့အချိန်မှာရုတ်တရက်ဆိုတဲ့လိုအပေါ်ကနေ ကြက်ကြော်နေဟမ်မာကာကြီးကြလာရင်ဟာဟိုကြက်ကြော်နေဟမ်မာကာကြီးတကယ်ကြီးပေါ်လာတာပဲဟာဒါကြောင့်လေအိမ်ကမိကပြောတာနှက်ပြီမှဆိုကိုဘဆက်ကပြောလိုက်တာမှန်တယ်များအကုန်ရရည်တဲ့တကယ်မှန်တာလေဟာအနံ့လျာလေမှွှင်းနေရပဲကွာတော်ပေါ်လဲအဲ့လိုပြောပြီးကြက်ကြော်နေဟမ်မာကာကိုစားဖို့အလုပ်အနံ့နဲ့နေဘိုက်ပြေးသွားကြည့်ဟာထူးထူးဆန်းနေဟာစားလဲမစားရသေးပဲနဲ့ဟိုရုတ်တရက်ကြီးဘိုက်တီးပြေးလာတယ်ဘာဘာဖြစ်တာလဲ ဒီလိုနေမှာပေါ့ဟာနတ်ဆိုတော့အငွေ့ရှူပြီးဘိုင်းမသလိုပေါ့ဟာနင်းလဲအဲ့လိုဝသွားတာနေမှာဟာငါမှပါဇက်နဲ့စားကြဲမာနေဆိုမင်းတို့အစားကိစ္စအသာထားဆက်မှာငါတို့နေမလားမနေဘူးလားဆိုတာကိုအရင်ဆုံးဖြတ်ရအောင်ငပိန်ပြောလိုက်တော့တော်ပေါ်နဲ့မိဝိုင်းလေးညင်ကြသွားတယ်ဘိုးသူကတော့ဘာဆုံးမြတ်စရာရှိလို့လဲငါကတော့လူပြည်ကိုပဲပြင်မယ်ငါမိပါရင်ငါရွာနေရွာသူရွာသားတွေကိုငါမခွဲနိုင်ငါတို့လူပြည်ကိုပြင်လူသားပဲဖြစ်မှာနော်ဒီမှာဆိုရင်တော့ ငါတို့နှစ်သားနှစ်မီးတွေဖြစ်ပြီးဘောအောင်အေးအေးဆေးနေလို့ရတယ်။စာလဲကျက်ဆရာမလို့။စာအုံးလဲဖြည့်ဆရာမလို့။တေလဲမတေတော့ဘူးနော်။အဲ့ဒါကိုရောနေစင်းသားမိလား။ဒီလိုပြောလိုက်တော့ဖိုးတူတယောက်ငြိမ်ကြသွားတယ်။အဲ့ဒီနောက်တော့ငပင်ကငါလူသားကဘာမှအရာအလုံးကိုကြိုက်ပါတယ်။ဒါမဲ့စာအုံးဖြည့်ပြီးစာကျက်ရတာကိုတော့မကြိုက်ဘူးကွာ။ဒါမဲ့ထားပါတော့ငါတို့မှစဉ်းစားဖို့အချိန်ရှိပါသေးတယ်။တေချာစဉ်းစားကြရပေါ့။အဲ့ဒီလိုနဲ့သူတို့တဲ့တွေတိမ်တွေချာမှပတ်သွားနေတဲ့ စီးသူမဲ့ရထလုံးတစ်စီးကိုလက်ပြပြီးတော့တားလိုက်ကြတယ်။အရင်ကကျွန်တော်နေခဲ့မှုတဲ့အဆောင်ခေါ်သွားပေးပါဗျာ။ဒါနဲ့မောင်းသူမဲ့ရထလုံးကလည်းပို့ထူးလို့ပြောတဲ့နေရာခေါ်သွားပေးတော့တယ်။အဲနောက်တော့သူတို့တည်းအရင်ကနေခဲ့မှုနဲ့နတ်ဘုံဝိမာန်ကြီးနဲ့ကိုရောက်မှခဲ့ကြတယ်။ပို့ထူးတို့လည်းအဲ့အရာတွေကိုမြင်တော့မှင်သက်သွားကြပြီးတော့ညပင်ဟာဝါမိုက်လိုက်တာ ဒါငါတို့နေခဲ့တဲ့နေရာတဲ့လားဒီလိုနေရာမှာငါတို့နေရာမှာပေါ့စာမကျက်ရစောင်းမမဖြစ်ရပဲနဲ့လေဟောက်ငါပဲတော်စမ်းမင်းရဒါရီအတွက်နဲ့ရွာအမေနဲ့ရွာကိုဆက်လွန်နိုင်နေပေါ့ဟုတ်လားအဲ့လိုလည်းမဟုတ်ပါဘူးကွာဒီအတိုင်းဒီနေရာတော်တော်စမ်းကျယ်လို့ငါပြောမိတာပါကွာငါတော့တေးစာဆုံးမြတ်ပြီပြီရွာကိုဝဲပြက်မယ်ခလေးဘွားကိုဝဲဖျက်တမ်းမယ်ဒီနဲ့ပြမာနေပြီနှစ်သားဖြစ်တော့ရောဘာလို့မှမလဲပြင်းစရာရွာမှာမှအလူပွဲတွေမြောက်ပွဲတွေ ်12လရာသီပွဲတော်ရင်းနဲ့ပျော့စရာကြီးကဒီတော့မင်းတို့ပဲစဉ်းစားတော့ငါဘက်ကဖြူပျော့ပြီးပြီဒီလိုနဲ့ပြပြသားသားပျော့ပြီးဘေးကိုထွက်နေလိုက်တော့တယ်ဒါကြောင့်ကြံနေငပိန်မိဝိုင်းနဲ့တော်ပေါ်တို့စဉ်းစားခတ်သွားတယ်ဖို့သူပြောရလဲဟုတ်တယ်ဟာတကယ်နဲ့စဉ်းစားကြည့်ရင်အမေကငါမခွဲနိုင် အမေကငါ့ဘောအရန်ကောင်းတာငါရောပဲအဖေကမခွဲနိုင်နောက်ပြီးငါ့ဘိုးကိုရောပဲငါ့ဘွားငါလိုချင်တာမှန်သမျှအမြဲတမ်းဝယ်ပြီးလူလီသေးမရှိအောင်ထားတာ ငါမရှိတော့ရင်အဖို့ငါစိတ်နဲ့တေးလိုက်မှာငါတော့ပြန်မယ်ဟာ ရွာငါတို့လိုအပ်တယ်ဒါမဲ့ဒီနေ့ပြရငါတို့မရှိပဲလေပက်လာအောင်ဆယ်နှစ်ရှိပြီဒါကြောင့်ငါတို့မလိုအပ်ဘူးရွာမှာတော့ဒီလိုမဟုတ်ဘူးလေအဖေအမေရွာသူရွာသားရင်လည်းရွာငါတို့ကိုစောင့်နေမှာဟုတ်တယ်ငါတို့လေဒီငပိန်းဆိုတဲ့နာမည်နဲ့ပဲနေကျင်တယ်နတ်သားဆိုတဲ့နာမည်မရရင်လည်းနေပါကွာပြန်မယ်ဟုတ်မင်းတို့ပြန်ငါလည်းပြန်မှာပေါ့ကွာဒီမှာနေအနှံ့နေနေဘိုက်ဝါနေလိမ့်မှာငါကတကယ်စားရမှာကြိုက်တာကွာ ဒလုံးနဲ့သူတို့အားလုံးတေချာဆုံးမြတ်ချက်ချလိုက်ကြ၏အဲ့ဒီအချိန်မှာပဲတရားမင်းစီကနေစဉ်းစားဖို့အချိန်ပေးတာပြေသွားပြီဆိုတဲ့အတန်ထွက်လာ၏ကဲငါတို့ဆုံးမြတ်ထားတာကိုတရားမင်းကိုရရင်ဝန်ကိုပြောလိုက်ကြတာပေါ့ကွာဒလုံးနဲ့သူတို့တတွေတရားမင်းနေတဲ့ဘုံမိမှန်ကိုပြေရောက်လာခဲ့ကြ၏တရားမင်းကဘလို့လဲဆုံးမြတ်ပြီးကြမလားဟုတ်ကဲ့ကျွန်တော်တို့ဆုံးမြတ်ပြီးပါပြီ။ ကျွန်တော်အားလုံးရွာဝဲပြန်ပါမယ်။တကြမင်းလည်းဒီစကားကိုကြားတော့အံ့ဩသွားတယ်။ဘလို့မင်းတို့ကဒီလောက်နှစည်းစိမ်ပြေဝါနေနေရမယ့်ဘဝကိုဆက်လုပ်ပြီးစူးစမ်းရုံးဝင်ရတဲ့လူဘဝကိုသွားချိန်ကြတာလား။ဟုတ်ပါတယ်။ဘလို့ပဲစူးစမ်းရုံးဝင်ရတဲ့ဘဝဖြစ်ပါစေ။ကျွန်တော်နာမှာချစ်တဲ့တငယ်ချင်းတွေမိဘတွေနဲ့မိတ်ဆွေရှိမယ်ဆိုရင်ကျွန်တော်ကြောပြတ်နိုင်မှာပါ။ဒီဘဝကိုပဲစည်းစိမ်နေမှာကျွန်တော်မစွန့်ပြစ်နိုင်ပါဘူး။ပိုရေးကြီးကတော့အခုကျွန်တော်ရထားတဲ့ခလေးဘဝကိုပါပဲ။ဖိုးထုစကားကို တကြားမရသဘောကျသွားတယ်။အင်းဟုတ်တာပေါ့။ကလေးဘွားကလူကြီးဘွားတဲ့ဆိုင်ပိုကောင်းတာပေါ့။ကဲပါဒါဆိုလေကလေးဘွားနဲ့ပဲဆက်ပြီးဖြတ်တန်းရင်းနဲ့အသက်တွေတပြေးပြေးကြီးသွားကြပေါ့ကွာဟုတ်ပလား။ဟုတ်ကဲ့ဒါဆိုကျွန်တော်တို့ဘလို့ပြန်ရမလဲ။ကြောက်ကိုယ်တိုင်းပြန်ဖို့ပေးလိုက်မယ်။မျက်လုံးလေးတွေသာမှိတ်ထားလိုက်ကြပါ။ဒါနဲ့ဖိုတူတို့တတွင်လဲမျက်လုံးကိုစီမှိတ်လိုက်ကြတယ်။အိမ်နောက်တော့နားထဲမှာလက်ဖြောက်တစ်ချက်တီးတန်းကိုကြားလိုက်ရတော့တယ်။ ဲ့ဒီရဲ့နောက်မှာတော့ရွာကိုပြန်ရောက်သွားကြပြီလူရီယာဟေးကလေးတွေကလေးတွေဖိုးတို့လို့ဟာငပိန်တို့တော်ဘောတို့ထားကြအောင်ထားကြထားကြသူတို့ကဝိုင်းပြီးလုံလုံးနေတဲ့တန်တွေကိုကြားကြရတယ်။ဒါနဲ့ဖိုးတို့တို့လည်းညလုံးဖွင့်ကြည့်လိုက်တော့ခொနဲ့ကတန်းစီနေတဲ့ကော်ဖီဆိုင်ရှိကလူတန်းကြီးစီရောက်နေရကိုတွေ့လိုက်ရတယ်။ချက်ချင်းပဲမတ်တက်ပြန်ရလိုက်ကြပြီဖိုးတို့ကဟိုကျကျွန်တော်တို့မေ့လေနေရအချိန်မလောက်ရှိသွားမလဲ။ ။ဒါနဲ့ဘေးမှာဝိုင်းနေတဲ့လူတွေတွေကတယောက်ကဟမ်။အဘလောက်မှမရှိသေးပါဘူး။အခုလေးနေမိလင်သွားလို့လှုံ့နှုံးနေရတာ။ဟိုဘလို့ဖြစ်ကြတာလဲလို့လေ။ဟိုဘာဘာမှဖြစ်ပါဘူး။ကျေးဇူးပါပဲ။ဟိုကျွန်တော်နေရာဝင်လိုက်ကြတော့နော်။ကျွန်တော်တို့မစီတော့ဘူးဗျ။ဒါနဲ့တို့တက်တွေတန်းစီတဲ့ဘက်ကနေအပြင်ကိုထွက်လိုက်ကြတယ်။အဲ့နောက်ဖိုးတူဟာကြည့်ရလား။နတ်ပြည်ရဲ့ခနာကဒီမှာမင်းနေပိုင်လောင်ပဲရှိပုံရတယ်ဟာတိလား။ဖိုးတူစကားကိုမိဝိုင်းကလည်းထောက်ခံနေ။ ေးဟုတ်တယ်ဟာဘာပဲဖြစ်ဖြစ်ငါတို့ဒီမှာနေဖို့ရွေးချယ်ခဲ့ပြီးပြီပဲဟာကဲဒီတော့ဘာဆက်လုပ်ကြမှာလဲဒါကိုပို့တူကပြန်ပြေလိုက်တယ်လူဆက်လုံမှာဗောဟာ လူဆက်လုံမှာဒီစကားကိုနားလေတဲ့ငပိန်တို့၃ယောက်ကပို့တူနဲ့အတူတူလိုက်ရင်လိုက်ကြတော့တယ်